ပေးတော့တန်းပေါ်လီနော်ဝကြီးချုပ်ဒီအခုမှဆက်ရှိနေဖို့ဆိုတာမလွယ်ဘူးအစိုးရအဖွဲ့ကဩဇာအာဏာလည်းမရှိတော့ဘူးစွမ်းဆောင်ကြီးလည်းကြာနေပြီလူလူရုပ်ကြီးမှုလည်းမရှိဘူးဒါကြောင့်အမြန်ဆုံးပြည်သူလည်းထဲရောက်ပြန်အားပါပြည်သူလူထဲပြန်အားပါဆိုတော့ရွေးကောက်ပွဲပြန်လုပ်ပါပေါ့အလော်ဆုတ်ခံပါကျွန်တော်ထင်တာပုတ်လောက်ဆိုတော့အလော်ဆုတ်ပဲလို့ကျွန်တော်ထင်တယ်ဒါကျွန်တော်ရဲ့ individual ရဲ့သုံးသပ်ချက်ပေါ့အဲ့ဒီလိုမျိုးအခြေလေးတွေကြောင့် next day လို့အုပ်စုကအပေါက်နေခဏသိမရှိတော့ဘူး သူတို့အတွင်ကအချိတ်ကုတ်တော့ဖြင်းနေပြီဆိုတော့အလောလေခန့်ချတဲ့အနေထားပေါ့ဒီလိုအခြေအနေမျိုးမှာတက်ဆင်လောက်ဝကောင်းထောင်းနေမနိုင်ဘူးပေါ်ဆင်ကလည်းအပြားစိတ်ခေါ်ရတယ်အဲနောက်တစ်ခုကဘာလဲဆိုတော့အဲအကဲပေါ်လို့လေလို့အခြေအနေဟာဖြောက်လို့ပြေးပါမယ်ဆိုတော့အဲ့တော့ဒီပုပ်ကလီကာတွေအကုန်လုံးသူကနိုင်ငံအကုန်လုံးထုတ်အန်လိုက်တဲ့ပုံစံတွေကိုကြိုးစီးပွားအကွယ်ပေါ့နော်တော့အခုပြင်းထန်တဲ့အာနိုင်ငံတော်တိုက်စော့ဖောက်မှု ဟုတ်ကဲ့ကိုစတီဗင်ဆိုင်းယူခင်ဗျာထိုင်းနိုင်ငံရေးကတော့ဒါတော်တော်လေးလှုပ်လှုပ်ခက်ခက်ပြန်ဖြစ်လာတာကိုတွေ့ရပါတယ်ကျွန်တော်ဇူလိုင်လ၁ရက်နေ့မှာလက်ရှိထိုင်းဝန်ကြီးချုပ်ဖေထုံတန်ကိုထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကသူကယာတုကိုဆိုင်းငန်းလိုက်တယ်ပေါ့နော်အကြောင်းကတော့ကျွန်တော်တို့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နဲ့စကားပြောတဲ့ဖုံးစကားပြောတဲ့ပေါက်ကြားလိုက်အဲ့ဒီမှာသူလွန်လွန်ကျွန်ကျွန်နေဖြစ်တဲ့အတွက်သူ့ကိုယာတုကဖြုတ်ဖို့ တင်ပြတဲ့ပုံမှာဒါဒါကိုလက်ခံစဉ်းစားမယ်ဆိုတဲ့အခါမှာဒါကိုအခုလောဆယ်ဆိုင်းငံ့လိုက်ဆိုတော့တော်တော်လေးကိုဒါဇွန်လိုင်းလတည့်ရက်နေ့ကထိုင်းနိုင်ငံကြီးမှာတော်တော်လေးလှလှရှားရှားဖြစ်သွားတယ်အဲ့တော့ကိုစီဗီဆိုင်းဟုကထိုင်းနိုင်ငံကြီးကျွမ်းကျင်သူတယောက်အနေနဲ့ပေါ့နော်အခုလိုဆိုင်းငံ့လိုက်တဲ့အနေအထားမှာဒီပေတုံတန်အနေနဲ့လုံးဝယာဒူကလက်လွတ်ရမယ့်အခြေအနေမျိုးရှိလာဗျအဲ့ဒီဟာအရင်ဆုံးသုံးသက်ပေးစီလိုပါတယ်ဟုတ်ကဲ့ခင်ဗျလက်ရှိနိုင်ငံကြီးအခြေအနေအရာ လေရှိနိုင်ငံရဲ့အခြေအနေရောအဆိုတဲ့ပြောတဲ့နေရာမှာလေရှိဒီဖတ်ခွင့်ထားရဲ့အခြေအနေရောပါတီတွဲအခြေအနေတက်ဆက်ဥဆောင်တယ်ပေါ့လေနော်ဒီအာသူအဖေနောက်ကွယ်ကျုပ်ကိုက်တဲ့ဒီပြည်ထောင်တိုင်းရဲ့ပါတီဖြစ်တဲ့ဒီဖတ်ခွင့်ထားရဲ့ပါတီအခြေအနေရောပြီးအတိုက်ခံပါတီတွေရဲ့အခြေအနေရောနောက်ပြည်သူလူထုလုံခြုံမှုရဲ့အနေအထားရောနောက်ပြီးရဲ့ဒီ independent လို့ပြောလို့ရတဲ့အမျိုးသားရေးကို အာနည်းနည်းဟိုထောက်ခံမှုများတယ်အခွဲအစီအုပ်စုလို့ပြောလို့ရတာပေါ့နော်အစီအုပ်စုပေါ့အဲ့လိုအုပ်စုရဲ့အနေထားတဲ့အရာရောချုပ်ကြီးမဲ့ဆိုရင်သူတို့ရဲ့လှုပ်ရှားမှုတွေအပေါ်မှာချုပ်ကြီးမဲ့ဆိုရင်ဒေတာထန်ပေါ့လေနော်ဝန်ကြီးချုပ်ရခုမှဆက်ရှိနေဖို့ဆိုတာမလွယ်ဘူးအခုကတရားရုံးဝန်ကြီးရဲ့ယာယီအာတော်ဝန်ကိုရန်ဆိုင်မေးကိုခြောက်တဲ့ဆန်ကရဲ့အတွင်းမှာထူးချေလွာပေါ့လေနော်အာဖြည့်ရှိချေပေါ့အဲ့ဒါကို ပြန်ပြတင်ပြရမယ်ဒါပေမဲ့ဘယ်လိုပဲတင်ပြတင်ပြဒီချမ်းကတော်တော်အောက်ကောင်းနေတဲ့အနေအထားမျိုးရှိတဲ့အခါကျတော့အာသူအတွေ့အပေါက်လက္ခဏာမရှိဘူးပေါ့လေနော်အဲ့လိုပြောလို့ရတော့ဟုတ်ကဲ့အဲ့ဒီမှာတခုကျွန်တော်သိချင်တာဒီဟွန်ဆန်နဲ့စကားပြောတဲ့ခါမှာဒါဟိုကမ္ဘောဒီးယားဒီထိုင်းနေဆက်ကိစ္စပေါ့နော်ဒီကိစ္စအငင်းပွားမှု ဒါအရင်ကလည်းဖြစ်ဘူးလေဒီကိစ္စကိုစကားပြောကြတဲ့ကိစ္စပဲအဓိကတော့ပြည်လဲပြည်လဲကြောင်းသူပြောတဲ့သဘောပဲပေါ့ဒါပေမဲ့ဒီလိုပေါက်ကြားလာတဲ့အပေါ်မှာဘလောက်ထိလူတို့ကမကျင်မနှက်မှုတွေဖြစ်ရလဲနောက်ပြီးသူသူတို့ရဲ့စန့်ကျင်ဘက်အုပ်စုတွေပေါ့နော်ဟိုနိုင်ငံရေးရလဲဘလောက်ထိအကွက်ကောင်းဖြစ်သွားတာလဲဘလောက်ထိဒီစကားပြောတဲ့ဟာစူးစူးဝါးဝါဖြစ်တယ်လို့သုံးသက်လို့ရလဲဗျဟုတ်ကဲ့ကွာအချိန်လေးကတတော်ကိုဆိုးတယ်လို့ပြောလို့ရတယ်။ရှင်းရှင်းပြောမယ်ဆိုရင်ဒါတတော်ကိုပြင်းထန်တဲ့နိုင်ငံတော်တိုက်စော့ဖောင်မှု လို့တော့အာပြောလို့ရတယ်တိုင်မှန်လို့ရတယ်အနေထားမျိုးရှိတယ်။ဘာကြောင့်အဲ့လိုပြောရလဲဆိုတော့သူကနနိုင်ငံအစိုးရဆွေးနွေးတဲ့နေရာမှာအပြန်အလှန်ပုတ်ကူရေးဆိုတာမရှိဘူး။ official ဆွေးနွေးရမယ့်အနေထားမျိုးရှိတာပေါ့။အဲ့ဒါတွေကိုသူကမဆောင်ခိုင်ပဲနဲ့သူကိုယ်တိုင်လည်းထုတ်ပြောတယ်။အဲ့ဒါသူရဲ့ public ကအူချင်း individual ရဲ့သူစက်ကွက်ပြီးညီနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေပေါ်ခံတယ်။ အဲ့ဒီတော့တကယ်သူကမာနေပြီပေါ့လေနော်အဲ့တော့အတိုင်ခံနေရောဒီ professional တွေရောပညာရှင်တွေရောအဲ့တော့ဒီဝိပန်တော့အဲ့ဒီမှာလည်းမာနေပြီ now အမကြီးမာတော့ပါလဲဆိုတော့ဒီစစ်တမ်းပေါ့လေနော်ဒီကမ်ဘောဒီးယားနိုင်ငံမှာတော်ဝါချာနဲ့တမ်ဘောမှုကိုဒါသူကမာလို့ခရမဟုတ်ဘူးဒါတခေအုပ်စုကလူဖြစ်ပါတယ်ဆိုတဲ့ဟောပြောတယ်အဲ့ဒီဟာလည်းတော်တော်ကိုအချင်းကြီးဆိုးသွားတဲ့အနေထားပေါ့လေဒါမာလို့ခရမဟုတ်ဘူးတခေအုပ်စုဆိုတာကဒီစစ်တမ်းအုပ်စု နိုင်ငံအနေနဲ့နိုင်ငံကိုစွပ်ပြီးတော့ထိုင်းနိုင်ငံအုပ်စုပေါ့သူတို့အုပ်စုငါတို့ဆိုတဲ့အနေထားမှာငါတို့ B we B ကောဆန်က taxi family ကတော့ဆိုတော့သူတို့အချို့စီပေါ်တော့ကြည့်အဲ့ဒီအခါကျတော့ဒါနိုင်ငံကိုခုထုတ်လုပ်တဲ့နိုင်ငံအတုချွာဆိုတဲ့အာမျိုးကိုတော့ IT တွေရောတရင်သမားတွေရောနိုင်ငံသမားတွေရောအလုံးအမြင်တယ်အဲ့လိုအနေထားမျိုးမှရှိတယ်အဲနောက်တစ်ခုကဘာလဲဆိုတော့အန်ကက်ဘလို့လဲလို့ချင်နေဟာ ဖြည့်အောင်လုပ်ပေးပါမယ်ဆိုတာအဲ့တော့ဒီပုတ်ကလီကာတွေအကုန်လုံးသူကနိုင်ငံအကုန်လုံးထုတ်အန်လိုက်တဲ့ပုံစံတွေကိုကြိုးစီပွားအတွေ့ပေါ့လေနော်ဒါတွေကတော်တော်ကိုပြင်းထန်တဲ့ဆိုးရတဲ့အနေထားမျိုးတွေဖြစ်တယ်ဒါကြောင့်ဟိုလောက်ကအခြေအနေမကောင်းဘူးလင်းမခံနိုင်တဲ့အနေထားမျိုးပါရှိတယ်နော်အဲ့လိုမျိုးတော့ဟုတ်ကဲ့နိုင်ငံတော်တစ္ဆာဖောက်မှုတောင်ပြောလို့ရတဲ့အခြေအနေပေါ့နော်သူပြောသွားတယ်ဒါပေမဲ့လည်း तू ကရှုပ်ဝက်ပြောတာပေါ့နော်ကံကံမကောင်းတော့ဟိုဘက်ကပေါက်ကြွားသွားတော့လေဒါသူ့အတွက်လုံးဝဟိုထိုးနှက်เสียလုံးဝ ဟိုယာဓုဆုံးရတော့အနေထားပေါ့လေဆိုတော့ तू ကအခုအခြေခံဥပဒေခုံရုံးနေမဟုတ်ဘူးနောက်ထပ်အဂရိလိုက်စားမှုတရားရုံးမှာလည်းရင်ဆိုင်နေရတယ်လို့သိရတယ်ဆိုတဲ့အခါကျတော့ခုနအခြေအနေရဆိုရင်ဒါတော်တော်လေး तू ရင်ဆိုင်ရမှာပေါ့နော်အခြေအနေမကောင်းဆိုတာထပ်ပြောလို့ရတယ်ဒါပေမဲ့အခု15ရက်သူ့အချိန်ပေးတယ်သူထုချေလာတင်ရမယ်အခြေခံဥပဒေခုံရုံးဆိုတော့တကယ်တမ်းကျတော့ဖေတုံတန်ကသူ့အဖေတက်စင်ရအဓိကကြိုးကင်တာပေါ့နော်ဒီနိုင်ငံရေးမှာဒီတက်စင်ရအခုဘာတွေလုပ်နိုင်မယ်ထင်လဲဒါဟု ပြန်ပြီးဖြေလျှော့နိုင်အောင်ပေါ့နော်။သူကလည်းတော်တော်ကစားတတ်တော့သူ့သမီးကိုပြန်ပြီးဒီကြက်တရဆွဲထုတ်နိုင်မယ့်အနေအထားမြင်ရလား။လုံးဝကို तू ကတတ်အံ့မဲ့လားပွဲပြီးတော့ပါလား။ပစိအနေထားလက်ကြတော့ तू က short queue လို့မရတဲ့လူစင်းရဲထဲမှာထည့်ထပ်ဖို့လုပ်တယ်။ဘာကြောင့်လဲဆိုတော့ဒီကငွေအင်အားပေါ့လေနော်။ဒီသူ့ရဲ့ဒနာအင်အားအတုပ်ပြီးတော့အလုပ်ကိုကို तू ကဝယ်ထားနိုင်တဲ့ဒီကောင်မျိုးတော့ရှိနေတော့ဒါပေမဲ့အခုလက်ရှိ လက်တော့ဖြေတဲ့ကလာအချင်းကြီးဥပဒံကိုကြားတယ်။ဘူကမီကိုကြီးချုပ်ရောက်သူနဲ့အခြေတွဲမထွေပြီးကြစားတယ်။အခုဒီကမ်ဘောဒီးယားကိုကြီးချုပ်ခေါင်းနဲ့တတိပုတ်ပြောတာကိုပေါ့ချောသွားတယ်။အဲ့ဒီနေရာမှာဘူကမီကိုကြီးချုပ်ရောက်သူအနေနဲ့ပဲချီထွေပြီးတော့လောက်ဝခံရတဲ့အနေအထားမျိုးရှိတယ်။တိုက်စင်းစင်းနဲ့သူကြောက်တဲ့ပဲခံစင်းနဲ့လုံးရတာတိုက်စင်းတော့မဟုတ်ခံစင်းနေထားနဲ့လုံးရတယ်။တကယ်တမ်းဆိုရင်တာမန်အခြေအနေမျိုးမှဆိုရင်တက်ဆေကဘက်တော်မှဒီလိုမျိုး ညိပ်ပြီးနေတဲ့လူမဟုတ်ဘူးလေသူကမိရကြတဲ့နေ့ရှေးထွေပြရသူကဟိုကလုံပဲလူပဲဒါပေမဲ့အခုချိန်မှာလောက်ကထွေကိုမရတဲ့အင်တာဗျူးရှိတယ်။အကြောင်းခင်မရလဲဆိုတော့ပေါ်ဆယ်ကလည်းအပြားစိတ်ခေါ်ရတယ်သူ့ကိုဝင်လေနော်သူရဲ့အတွင်းရေးတွေအတွင်းကြာကြာအခြေလေးတွေအားလုံးပြီးရဲ့အရင်ကိုစော်ငါရဟာတွေပြောရတဲ့ဟာတွေသူရဲ့လက်ဆမှုတွေအဲ့ဒီကမ္ဘောဒီးယားမှာချွေတွေငွေတွေတော့အန်ကာရာတွေဘယ်နဲ့ပန်းရှိတယ်ဆိုတော့အကုန်လုံးကိုသူကထုတ်ပြောတယ် ဒီထင်မှာကလည်းသူကအခြေအနေလေးရှိတယ်ထပ်ပြောမယ် challenge ခေါ်တာအဲ့လိုမျိုးဆိုတော့ဒီလိုအခြေအနေမျိုးမှာ tax ရှင်လောက်အောင်ကောင်းထောင်းတယ်မနိုင်ဘူးကြိတ်ပိတ်ပြီးခံနေရတဲ့အနေအထားမျိုးရှိတော့ဘူးလေနော်အဲ့ဒါကြောင့်အခုသူသမီးပဲကြိတ်ပြီးခံနေရတဲ့အနေအထားမျိုးပြန်တင်လာနိုင်တော့ဆိုတင်လာနိုင်တဲ့အနေအထားလောက်မလွယ်ဘူးလို့ပြောလို့ရတယ်လေရှိနိုင်ငံကအခြေအနေရောဒီတွင်အခြေအနေရောပေါ့နော် ုတ်ပြီကိုစီမင်းဆိုင်ယူအဲ့တော့အဲ့ဒါမေးချင်တာဟွန်ဆန်ဘက်ကပေါ့နော်ဟွန်ဆန်ကအခုဒီတက်စင်ရဲ့ဟိုဟာတွေအကုန်လုံးဖော်ဖော်နိုင်တယ်သူကအခုလည်းလောဆယ်ဖော်ထားတယ်အနီးဆက်ဆုံးက तू ပြန်တက်စင်ပြန်ဝင်လာတဲ့အချိန်မှာ तू နေမကောင်းလို့ဆိုပြီးတော့ပေါ့နော်ဟိုဒီစေယုံမှာစေနေတယ်ထောင်ထဲမဝင်ဘူးပေါ့နော်ဒီဥစ္စာအစဟွန်ဆန်တိတယ်တော့အဲ့ဒါလိန်တယ်ဆိုတော့ तू ဖော်ထုတ်လိုက်တယ် तू သူ့ဘက်ကရီမန်ရီရွက်ချက်ကပါ तू ဘဘာကိုမကျင်တတ်တာလေတက်စင်နဲ့ပတ်သက်ရင်လေအခုချိန်မှာအဲ့ဒါအဲ့ဒါလေးလေကိုစီမင်းဘယ်လိုသုံးသက်တာလဲမင်းကတော့တော်တော်ကောင်းတယ် ဘာကြောင့်ဆိုတဲ့ဟာတော်တော်လေးကောက်တယ်လို့တော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့အခြေအနေလေးဖြစ်တယ်ပေါ့လေနော်ဒီလောက်ရင်းနှီးတဲ့ညီနကိုတို့က brother ဟူလို့တော့ဟုတ်ကဲ့ပြောထားတာဟုတ်တကယ်ညီနကိုလို့တမန်ကြီးကနေတယ်ဟာမှာဘာကြောင့်အဲ့လိုဖြစ်ရလဲဆိုတော့ဖြေအားအချိုးစီးပွားနှစ်ချေသုံးချေလောက်ရှိတဲ့အခုဒီကာစီနိုလုံးမဲ့ကိစ္စအခိုင်းမှာကာစီနိုဒီ entertainment ပေါ့လေနော်လုံးမဲ့ကိစ္စကိုကမ်ဘောဒီးယားဖေကဟောဆန်က မကြိုက်ဘူးလို့ပြောတယ်ဒါကလည်းခိုင်လို့ပဲအနေထားမရှိဘူးဒါပေမဲ့ပြောတော့တည်တင်းကျွန်တော်ပြန်ပြီးဖောက်ပဲချတော့ဗျာအဲ့လိုနေထားမျိုးရှိရဲအဲ့ဒါပြောတယ်ဒါတစ်ချက်ဒါတည်တင်း source တစ်ခုပေါ့လေနော်နောက်တစ်ခုကဘာလဲဆိုတော့ဒီအမြင့်ပွားနယ်မြေဆိုပြီးတော့တာမန်ထားတော့ရှိတယ်ကမ်ဘောဒီးယားနဲ့ထိုင်းနဲ့နယ်ဇန်ပေါ့လေနော်အကုန်ကြီးမဟုတ်ပဲနဲ့ပင်လယ်နဲ့နယ်မြေပေါ့လေနော်ဆိုတော့အဲ့ဒီအငြိပွားနယ်မြေမှာသူက taxi နဲ့ hostel နဲ့သူကဖန်တီးတဲ့ taxi ဝကြီးချုပ်ဖြစ်တဲ့အခြေတော့ တကယ်တမ်းအဲ့ဒီနေရာသူတို့ထိုက်လို့ဆို tap saw လို့ခေါ်တယ်။ဒါ tap saw လည်းမဟုတ်ဘူး။အဲ့ဒီထိစားနေတဲ့နေရာအငင်းကွားနဲ့မြည်လည်းမဟုတ်ဘူး။အဲ့တော့သူတို့နေရာဟာတိုက်ပြီးပြီးရဲ့ဒါကိုငါတို့အငင်းကွားနဲ့မြည်ဖြစ်သမ်းမမ်းမယ်ဆိုပြီးတော့သူတို့ကလောက်ကြတာ။အဲ့တော့အဲ့လိုအငင်းကွားနဲ့မြည်ဖြစ်သမ်းမမ်းပြီးဆိုရင်ကိုယ်ကလည်းမပိုင်ဘူးဒီကလည်းမပိုင်ဘူးသူ့ဉာဏ်ပြီးဒီရရတဲ့အချို့ဉာဏ်ပြီးနိုင်ငံလောက်ကပိုင်တယ်ဆိုတဲ့ပုံမျိုးဖြစ်သွားတယ်အဲ့တော့ဒက်ရှေဘောလို့လဲဆိုအဲ့ဒီမှာသူကဂျီနန်လည်းတမောက်ကတောင်းဝေးတူးမယ်အဲ့ဒီအရင်ကောနဲ့ပြီး ်သူတူးမယ်ခုမိရဲ့ဒါကြဲ့သူကနိုင်ငံကြော်တော့ဘုံထက်နိုင်ငံကြော်တော့ဘုံသူရဲ့ oakley ကဥွေနေပေါ့လေနော်ပေါ်ဆန်နေပေါ့ဘူးရေပေါ့လေနော်အကျိုးမြန်ခွဲယူပေးဆိုဆိုတော့အဲ့လိုမျိုးသူတို့ကညီနိုင်ထားတယ်ဒါပေမဲ့သူရုပ်သွားပြီးရဲ့နောက်ပိုင်းမှာအခုညိသွားတယ်အခုဘာတစ်ချိန်ပြန်ပေါ်လာတယ်အခုသူသမီးဘုန်းကြီးချုပ်ဖြစ်တဲ့အချိန်မှာပေါ့လေနော်အဲ့ဒါကိစ္စကိုပြန်ပြီးအကောင့်ထဲပေါ်လာတယ်ဒီအငင်းပွားနဲ့မြေမှာရှင်းနေသူ့ကိုဆိုပြီးရင်ဒီပြင်ပေးရ company ကညီနိုင်ကုမ္ပဏီကညီပေါ်တယ် ဒေါ်လာပန်း9ထောက်ခေဒါရရှိတယ်အစီရင်တဲ့ပုံမျိုးပေါ့လေနော်အလုပ်ပြတော့မခွဲသေးဘူးဒီနေရာမှာရင်းနေတူမယ်အဲ့လိုတူဖက်ပေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ support တော့ပုံပြီးထားတယ်ပြောတယ်ဒါပေမဲ့အဲ့တော့ယူတော့ taxi ရဲ့တရားယူတော့မဟုတ်ဘူး concern ယူတယ်ဘာလို့ဆိုတော့ concern ကသူကလည်းမယူခင်မှာ taxi နဲ့ဆွေးနွေးထားပြီးပြောတယ်ပေါ်တူတယ်လုံးမယ်အဲဒါကြောင့်လဲသူကအခု taxi စိတ်ရောစိတ်မိတာနဲ့အိမ်ရောက်တော့နဲ့နောက်တစ်နေ့ကချစ်ချင်း ကမ္ဘောဒီးယားနေလာပြီးတက်ဆက်အိမ်မှာတော့တွေ့တာလေဆိုတော့အဲ့ဒီဒေသတွေပေါ့နော်ဒါတွေအားလုံးဆက်ဆံမှုရှိတဲ့အဲ့ဒီအခါကျတော့ဆွေးနွေးထားပြီးမှအခုခိုင်းမှရှိတဲ့ထိုင်းစက်တန်ရောနော်ပြည်သူတွေရောဒီအတိုက်ခတ်အုပ်စုရောပမာပြည်သူတွေရောတိုက်ခတ်အုပ်စုတွေရောနိုင်ငံအာရေးပါတီတွေရောလောက်ဝလည်းမခံတော့ဒီငါတို့ဒီလက်မြေအင်းကြီးပေါ်ရတဲ့လက်မြေမဟုတ်ဘူးတော့အရင်ကြီးတဲ့ထိုင်းနိုင်ငံပိုက်တာဒီတက်ဆက်လက်ထဲကြောင်းမှာ ว่าโลเอริฮันสตอร์จะลดลงอะไรต่อที่อันนี้ก็เป็นที่พิพากษาในสุดว่าเราต้องทำอะไรอะไรสุดอ่ะความยุ่งกูเอ่อตัวเล่มข้างเนี่ยก็จะลดว่าชัดเจนแล้วชัดเจนเนี่ยก็จะรอที่นี่ออกมาผู้รู้มีอาวุธเออเราโฆษณาสอเราทักษะองค์สูงเนี่ยวัตถุการณ์ทุกทุกเครื่องสิ่งเนี่ยทุกแม้ช่วงเนี่ยคอยอยู่ในสุดเยอะเอ่อวัตถุเนี่ยเราจะเอาได้โฆษณาที่กบุรีเดียร์เนี่ยไปสร้างตัวอยู่เนี่ยดอกละบ้างงอเท้าอยู่เนี่ยบ้างงอเท้ามา personal tax နဲ့တရားတော်ကိုခွဲယူလာပြီးသူကယူလာပြီးတဲ့ tax တွေဝယ်ပေးလိုက်တယ်။အဲ့တော့အခုအရင်ဘွားကလည်းကိစ္စဖြစ်တဲ့အခါကျတော့ဟိုရင်းတဲ့ company တွေကတူးလို့မရဘူးတူးလို့မရတဲ့အခါကျတော့ဒီ wholesale ဒီမှာငါတို့ပေးထားတဲ့ပိုင်စံပြန်ပေးလို့တောင်းတယ်။ wholesale မှာမရှိတော့ဘူး။ဘာကြောင့်ဖျက်အောင်သွားလဲဆိုတော့သူကဒီစက်တန်းကိုလည်းသူကကိုယ်ပိုင်တန်းလို့မျိုးသူပြန်သူတက်ဖွဲလောက်ထားတာရှိတယ်။ဒီကမ္ဘောဒီးယား ိတံအမီမဟုတ်ပဲလေသူရဲ့ကိုရတော့တာပုံစံနဲ့ဟောဆန်းကဖွဲထားတော့ရှိတယ်လို့ပြောတယ်လို့ကအကောင်စွာတွေနောက်ဆုံးပေါ်တွေဆင်ထားတာပေါ့နော်အဲ့ဒီမှာအဲ့ဒီပိုင်ဆိုင်တွေကတုတ်လိုက်တော့မရှိတော့ဘူးဆိုတော့အဲ့ဒီမှာပေါကွဲပြီးရေမေတို့ပြောထားတဲ့ဂတိတိုင်းမဖြေဘူးမဖြေတဲ့အတွက်စိတ်တူတော့တင်းတာပေါ့လေနော်တင်းတဲ့အခါကျတော့အဲ့ဒီမှာလည်းဇာတ်ကန်လာတယ်နည်းနည်းစိတ်အပ်ပြတော့ပေါ့ဘာညာဆိုတဲ့ပုံစံမျိုးလုံးတယ်လုံးတဲ့အခါကျတော့ထိုင်းပြန်လဲ ထိုက်တန်အလုပ်ရလဲမခံဘူးဆိုတဲ့အနေထားမှာအဲ့ဒီမှာတင်းမမှုလေးဖြစ်တယ်တင်းမမှုလေးဖြစ်တဲ့အခါကျတော့ဒီဟိုကတမိကတက်ဆဲတမိကပုတ်ဆေပြီးအန်ကယ်လက်ဟိုကလိုတဲ့အခါကျတော့ဟိုလူက record ရဲ့လုံထွက်လိုက်တော့ဘောလုံးဆိုတော့ဒီလူကြီးကပြောလို့မယုတ်ရဘူးတတိလေးကိုမပြီးဘူးဆိုတော့ပေါ်ဆေကပြီးတဲ့အခါကျတော့အဲ့တော်ကြီးကို record ရဲ့လုံထွက် ြောတဲ့ချိန်မှာ recording လုပ်တာပြီးမှသူအထင်လောက်တော့အမှန်လေးကိုအကုန်လုံးဖြားလိုက်တော့တယောက်ရှင်းဆက်လောက်တော့အမှန်ရှင်းဆက်ဖြားလိုက်တော့အဲ့ဒီကနေပြပွားတော့အဲ့တော့ပြန်တော့အကြည့်ကျတဲ့ဘောင်းလေးရောအဲ့လိုမျိုးဖြစ်သွားတာဇလန်အကျိုးစီးပွားကနေပြဟိုချစ်ခင်တဲ့ညီနေကိုတွေးတောင်းညီနေကိုကနေပြလောက်ဝံကြံသူကိုဖြစ်သွားတယ်ဟုတ်ပြီဟုတ်ပြီဒါသူရဲ့နောက်ကဇက်ကြောင်းပေါ့နော်ကျေးဇူးတင်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်လှော့တော်တဲ့ကိုပြန်သွားအောင်ပါအခုကဝင်ကြီးချုပ်မရှိတော့ ကိုဒူးဝင်ကြီးချုပ်တဦးကိုကဝင်ကြီးချုပ်ခန့်ပြီးလွှတ်တော်မှာပြန် run မယ်အစိုးရအဖွဲ့ပြန် run မယ်ပေါ့နော်အဲ့တော့အခုအားကဒီတိုက်ခန့်ဒီပြည်သူ့ပါတီကလည်းဒါဟိုရွေးကောက်ပွဲကိုလမ်းဖွင့်ဖို့ဆိုပြီးတောင်းဆိုနေတာရှိတယ်နောက်တစ်ခုကအခုဟိုဆန္ဒပြနေတဲ့အင်အားစုတွေကလည်းအာဏာသိမ်းသူတို့ဘာမှမလုပ်ဘူးပေါ့နော်ထောက်ခံတဲ့ပုံစံရှိတယ်အဲ့တော့ပြည်သူ့ပါတီကဒါကိုလည်းအကြီးအကျယ်ဟိုကန့်ကွက်နေတယ်အဲ့တော့ဟိုစစ်တပ်အာဏာသိမ်းမှုလှုပ်ဆော်တဲ့အင်အားစုရဲ့ခုနကရွေးကောက်ပွဲပြန်လုပ်ဖို့ရဲ့နောက်ပြီးတော့ ဒီရွက်ကောက်ပွဲမလုပ်ပဲအခုရှိတဲ့တက်တန်းကိုပဲဆက်ပြီး run သွားမလားစသည်ဖြင့်ဒီ၃မျိုး၃စားရှိနေတာပေါ့နော်ဟိုအစိုးရဖွဲ့ဘလူးဆက်သွားမလဲဆိုတာဆိုအဲ့ဒီပုံမှာဖြစ်နိုင်ကြရပါပါများလဲဗျကိုစတီဗင်ဘလူးမျိုးသုံးသက်ချက်ရှိလဲအာခင်းနိုင်ချေကတော့အဲ့လိုခုနကပြောသလိုဗျဒီအတိုက်ခန့်လူငယ်တွေဥစားတဲ့ပါတီကသူကအခြေတုပ်ခြေတောင်းဆိုတယ်နံပါတ်၁လော်တော့ကိုဖြစ်သိမ့်ပေးပါနံပါတ်၂ဝိုးကြီးချုပ်ရွတ်ကိုလုခွဲပေးပါနံပါတ်၃စစ်တမ်းအောင်အောင်မသိပါနဲ့ ဆိုတော့ဟောခြေတုပ်ခြေကိုအဲ့ဒီကြံတနာဖြေတဲ့မိမတဲ့ကလော်တော့မှာတရားဝင်တရင်ဆိုရှင်လေးပွဲလို့တောင်းဆိုတာပေါ့နော်ဒါအတိုင်းခံပါတီကဒါပေမဲ့ကြံတဲ့ဂုဏကဒီအာရှေယိုဆွဲအုပ်စုဒီမဲ့ပြီးရင်ဒီနိုင်ငံရေးပါတီကြံတဲ့ဒီအစိုးရညောပေါင်းသူကတဲတာလည်းရှိတယ်မတဲတာလည်းရှိတယ်အကျိုးစီးပွားကိုဒူးနေကြတာကိုအဲ့တော့ဒီလက်ရှိအနာထိထားတဲ့အုပ်စုလို့လည်းပြောလို့ရတာပေါ့။အရာထူးရှိတဲ့အုပ်စုလို့လည်းပြောပြောလို့ရတာပေါ့နော်။သူတို့လည်းကြတော့ taxi အုပ်စုပေါ့။ ူအယူကပွဲလုံးအောင်မလုပ်ချင်ဘူးချိန်ကိုတားနိုင်သလောက်စွဲမယ်ဘာလို့လဲဆိုတော့အယူကပွဲလုံးရင်သူတို့ပြည့်ကျဲရှုံးမယ်ဆိုတော့ပြီးတယ်အဒီအတိုင်းခတ်ပါတီကဒီဒီလူပါတီကအနိုင်မဲ့အမြောက်စုနဲ့အနိုင်ရမယ်ဆိုတော့လည်းပြီးတယ်တော့စွန့်ကြိတ်တဲ့အတွက်ယူကပွဲမရရတဲ့နည်းနဲ့တားနိုင်သလောက်စွဲရှာမယ်ဒါပေမဲ့လစ်ရှိဝကြီးချုပ်နဲ့လက်ခံလို့မရဘူးအပြောင်းလဲလုံးဖို့လိုပါမယ်ထုတ်ဖို့ထုတ်ရမယ်ဆိုတော့သူတို့ကလည်းလက်ခံထားတယ်အဲ့တော့အချင်းနဲ့ချင်းကတူးတယ်ဘာလဲဆိုတော့ ုံကြီးချုပ်မူရရအဖြစ်ရမယ်အစိုးအစိုးတင်ဟာအလုံးရဲ့သဘောထားဖြစ်ကြတယ်ပြည်သူရောအတိုင်းခံရောရှေးရိုးဆွဲတွေရောပေါ့လေနော်လင်မခံနိုင်တဲ့အနေထားမှာအဲ့အဲ့လိုနေထိုင်မှုရှိရဲအဲ့တော့အစိုးရဖွဲ့မောဘက်ဟိုပြောက်ဒီပြောက်အစိုးရထိုးရတယ်လုံမဲရုပ်ကပေါ်တန်းတန်းတော့ဆွဲမယ်ဆိုတဲ့အနေထားမျိုးအဲနောက်စစ်တပ်အောင်တော့ဘိတ်ဘောဆိုတာကိုလည်းအဓိကတခြားလူမဟုတ်ဘူးအရင်ရှာဝါခေါင်းဆောင်ပုံနော်သူကရောနဲ့နဲ့အမျိုးသားကြီးအစော့ရောင်းတယ်လို့ပြောလို့ရတယ်အဲ့ဒီလူပါလေအဲ့တော့အဲ့ဒီလူကနေပြီးတော့ အာစကားခွဲသွားတာခွဲသွားတယ်ဆိုတာကသူကသိပ်ပါလို့မပြောဘူးသိချင်သိလိမ့်မယ်သိလဲတန်မလိုက်ဘူးငါတို့ဟိုသူကသူဟိုဟာလုံးဆိုတဲ့ပုံစံမျိုးပေါ့ငါတို့မတကွယ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့သူကပြောလိုက်တဲ့အခါကျတော့ဒီပြန်အဲ့လိုမျိုးသိရမှာလေအဲ့တော့အဲ့ဒီမှာ night တိုင်းအတွင်းမှာပဲအဲ့လိုမျိုးပြောတဲ့အခါကျတော့ဒီဘန်ကောက်ကန်နေ statement ကိုချစ်ချစ်ထုတ်သွားတာ night တိုင်းအတွင်းမှာပဲတနော်ကြီးလား listen ကောင်းမှုမျိုးလားပဲကြောက်တယ်အဲ့တော့ချစ်ချစ် statement ထုတ်ပြီးတော့ဟို အဆူဖွဲတစ်ခုအဆူပြီးပြောတယ်သူကဘယ်သူမှနောက်မှမတိုင်းဘူးပေါ့လေနော်။ဘာလို့ဆိုနိုင်ငံရေးမှာတတိထားရတော့ထိုင်းမှာအုံနှုံးတွေဆက်လိုက်ကြတဲ့အခါကျတော့အအဆူဖွဲခုကနေပြီးအဲ့လိုမျိုးစစ်တပ်အာဏာသိမ်းဖို့အတွေ့ကိုလမ်းကြောင်းပေးနေတယ်ဆိုတော့အတော့လောက်ကဆန့်ကျင်ပါလေရှုံချပါတယ်ဆိုတဲ့ဟာမျိုးပေါ့လေနော်။အဲ့ဒါကြောင့်အဆူဖွဲကဩဇာအာဏာလည်းမရှိတော့ဘူး။စွတ်ဆောင်ကြီးလည်းကြာနေပြီ။လူလူရုပ်ကြီးမှုလည်းမရှိဘူး။ဒါကြောင့်အမြန်ဆုံးပြည်သူလည်းထဲကိုပြန်အားပါ။ပြည်သူလူထဲပြန်အားပါဆိုတော့ရွက်ကပွဲပြန်လုပ်ပါပေါ့။ တော်လဲဒီ tax sale ကိုအုပ်စုကလည်းလုပ်အောင်မလုပ်ချင်ဘူးကိုကြီးပဲကိုကြီးချိုးပဲကြောင်းကြောင်းမယ်ယူကံပွဲတော့မလုပ်နိုင်ဘူးအဲ့တော့စစ်သားအုပ်စုကလည်းအဲ့လိုမျိုးပဲကိုကြီးချိုးကြောင်းမယ်ယူကံပွဲတော့မလုပ်နိုင်ဘူးဘာလို့လဲဆိုတော့အဲ့ဒီအုပ်စုငယ်တေးလာမောက်အလုပ်ကဝိုင်းကြောင်းကြတယ်အဲ့လိုနေထားမျိုးပါဖြစ်တယ်ဒီတာတော့အုပ်စုကြောက်တာပါဟုတ်တယ်ဟုတ်တယ်ဆိုတော့အဲ့လိုမျိုးနေထားမျိုးမှာအဲ့လိုမျိုးအခြေလေးတွေကြောင်း next day လို့အုပ်စုကအပေါက်နေခဏပြင်းရှိတော့ဘူး သူတို့အတွင်းကအချိတ်ကုတ်တော့ခင်းနေပြီဆိုတော့အလုံးလေခန့်ချတဲ့အနေထားပေါ့ဟုတ်ပြီအဲ့တော့ဟိုနောက်နှစ်နှစ်တော့ဆက်ပြီးတော့ဒီလိုပဲဟိုဂျိုးနာအိုနာဂျိုးကန်နဲ့ဆက်ဆိုရမ်းမဲ့ပုံပေါ့အဲ့တော့အဲ့တော့ဟိုနောက်ပြင်ဘူးအိုနာဂျိုးကန်နဲ့ပွားမယ်သူတို့ကတန်းနဲ့ကလာ try မယ်ကြိုးစားမယ်ဒါပေမဲ့အဲ့လောက်အနေထားမျိုးဆက်ရှိမဲ့လို့မထင်ဘူးအလော်ဆုတ်ခံပါကျွန်တော်ထင်တာပုံလောက်ဆိုတော့အလွန်ဆုံးပဲလို့ကျွန်တော်ထင်တယ်ဒါကျွန်တော်ရဲ့ individual သုံးသပ်ချက်ပေါ့ဘာကြောင့်လဲရုပ်ကောက်ဖြစ်နိုင်တာပေါ့ ရွေးကောက်ပွဲပြင်လိုက်တော့ဘာလို့ဆိုလော်တော့ဖြစ်သိပြီဆိုရင်ဟိုကဖြစ်ပြီရွေးကောက်ပွဲအသေးလောက်တော့မှန်သူကအခုဒါကြောင့်သူတို့ရွေးကောက်ပွဲကိုဟိုလော်တော့မဖြစ်သိတဲ့နဲ့ဝတိချုပ်တချက်တရားတချက်တရားအဲ့လိုမျိုးစတာထုတ်ပဲသူတို့ကကြိုးစားတော့အဲ့တော့အခုနောက်ထပ်တစ်ချိန်နဲ့သူတို့ကတောင်းတောက်ဆိုကြတယ်ပြည်သူတွေလည်းတောင်းဆိုတယ်အအတိုင်ခံပြည်ကလည်းတောင်းဆိုတယ်ပေါ့လေနော်ပြည်သူတွေကိုအနာပြန်အဲ့တော့ဒီလိုပြန်ပြန်ရွေးချယ်ခွဲပေးတော့ဘာလို့အခုဒီကမ်ဘောဒီးယားဖြစ်တဲ့ကိစ္စလေးရှိတဲ့အခုနိုင်ငံတကာဒီဒီ trend အခေါ်ကိစ္စလေးရှိတဲ့ အခုအခေါ်ကိစ္စနဲ့6ရေးပဲလုပ်ပြီးခုစငါးရေးပေါ့ငါးရေးပဲကြာပြီမဟုတ်ဘူးဆိုရင်ခု track တမ်းမှာတဲ့အာဟိုရောက်ခိုင်တော့ပြေရတော့မယ်အဲ့တော့အခု type ပြရနေပြရ American လက်ကြီးတော့မရှိသေးဘူးဒါပေမဲ့အခုဒုတိယဝန်ကြီးချုပ်ပြရဥဆောင်ပြီးရင်အခု time နဲ့ American နဲ့ဒီအခုကိစ္စလက်ကြီးမဲ့လို့ပြောရတော့မယ်ငါးရေးပဲကြာပြီအဲ့တော့အဲ့လိုအနေထားမျိုးမှရှိတယ်ပေါ့လေနော်အဲ့တော့နိုင်ငံရေးခြေတရတော့အရှုံးနေတဲ့ခါကျတော့မထူးတော့ဘူးတိုက်ကြည့်လဲတော်တော်ဟိုကပြင်းနေပြီဖီကိုပြင်းနေပြီ ရွေးကောက်ပွဲတော့အပေးပြန့်လို့တော့ဆိုတဲ့ပုံစံမျိုးအစိုးရအဖွဲ့အပြောင်းလဲပြင်မဖို့ရမှာဘာလို့အစိုးရအဖွဲ့အပြောင်းလဲပြင်မ policy အသိနဲ့ပေါ်လို့ရမှာလေအဲ့တော့အစိုးရအဖွဲ့အပြောင်းလဲမဖြေဘဲနဲ့ဟိုပြောင်းဒီပြောင်းဆိုရင်နိုင်ငံတကာယုံကြည်မှုရောပြည်သူတွေယုံကြည်မှုရောဒီကုနာက institution ရဲ့ယုံကြည်မှုရောမရဘူးဒီလူဒီလူပဲလုံနေတယ် tax နဲ့အောင်ချိုးကိုင်းနေတော့အလုံးလေခန့်လေခန့်ကအဲ့ဒီဟာယူသူကညှိနေသွားပြီလေမခန့်ချေတော့ဘူးအဲ့ကြောင့်တောင်စုပ်ကအလုံးရဲ့အမြင်မှာ ပေးဖြစ်သွားအောင်အစိုးရအဖွဲ့ကိုခုလို့ပြောင်းအောင်မယ်ဆိုတော့သူတို့ကလက်ခံအဲ့လိုမျိုးတောင်းလို့ကျင်းနေတာဟုတ်ပြီအဲ့တော့ဟိုချစ်မဝေးတော့တဲ့အနာဂတ်မှာနောက်ထပ်ဖြစ်လာမဲ့ဒီနိုင်ငံရေးပေါ့ထိုင်းနိုင်ငံရေးမှာကျွန်တော်သိချင်တာတက်စင်ပေါ့နော်ထိုင်းနိုင်ငံရေးကိုသူကြိုက်သလိုချဲ့လဲလာတယ်ငွေကြီးကိုယင်းပြီးတော့တကယ်ဟိုဘရင်နဲ့စစ်တပ်နဲ့လည်းသူအတိုက်ခံလုပ်လာတယ်ထွက်ပြေးရတယ်ပြန်လာတယ်တခါထပ်ပြီးဝင်တယ်နိုင်ငံရေးကိုနော်သူညမဟိုဖြစ်အောင်လုပ်တယ်အခုနောက်သူ့သမီးပေါ့နော်ဟိုပေတုံတန်း ဆိုတော့နောက်သူ့မိရှိသူစောင်းမလားမပြောတတ်ဘူးအဲ့တော့သူ့ရဲ့နိုင်ငံရေးတက်စင်ရဲ့ထိုင်းနိုင်ငံမှာနိုင်ငံရေးဟိုတကယ်ကြီးစိုးလာတဲ့သူ့ရဲ့ခက်ကလုံးဝညီကုန်းကံပတ်အဆုံးတက်ပြီလို့ပြောရင်ကျွန်တော်တို့ရနိုင်မလားဗျအဲလက်ရှိနေထားအရာဒီပုံစံအတိုင်းနဲ့သွားမယ်ဆိုရင်တော့သူ့အတွက်ညီကုန်းချုပ်တာပေါ့ပြောလို့ရတယ်ညီကုန်းချုပ်ပြီလို့တော့ပြောလို့ရအနိုင်တဲ့အနေအထားမျိုးမှာရှိတဲ့ဒါပေမဲ့လည်း short way လို့မရဘူးဘာလို့လဲဆိုတော့သူ့မှာဒနာအင်အောင်ငွေကြေးအင်အားနည်းနည်းမှာ မဟုတ်တော့ဘူးသူတုံးဆွဲတာပြီးရဲ့ဆိုရင်လည်းဒီခုနကဒီဘျူရိုကရေစီထိပ်ပိုင်းမှာရှိတဲ့ထိပ်ပိုင်းတွေကိုသူကဒီငွေကြေးတွေနဲ့အားလုံးကိုအိတ်ထဲထည့်ထားနိုင်တဲ့အနေအထားမျိုးရှိတော့ဘူးဒါကြောင့်လည်းဘူးလိုမျိုးပေါ့နော်အချုပ်ထဲမသွားရထောင်ထဲမသွားရအဲ့လိုမျိုးတွေကျင်းနေတဲ့အနေအထားမျိုးမှာ short way လို့တော့မရဘူးဒါပေမဲ့ပါပဲပြောပြောလက်ရှိနိုင်ငံရေးကျင်းနေရအားလုံးရဲ့ဒီအာသူအိနီချင်းကမ်ဘောဒီးယားကိစ္စရောပေါ့နော်အဲ့လိုကိစ္စတွေနဲ့ စစ်ဆိုင်ပြီးတော့တုတ်တမ်းမယ်ဆိုရင်တော့သူအတွက်ညီကုတ်ချုပ်တလောက်ခြိတော့ပြီးလို့ပြောလို့ရတယ်ဟုတ်ဟုတ်ကဲ့အဲ့တော့လာမယ့်ရွေးကောက်ပွဲမှာအခုဒီလူငယ်တွေဥဆောင်နေအရင်တော့ကျွန်တော်တို့ဟို future forward နောက် move forward เนาะဟိုဖီတာလို့အခုပြည်သူပါတီဆိုတော့ဒီလူငယ်တွေကခုနလိုစစ်တပ်ကိုနည်းနည်းလေးဟိုစစ်တပ်နဲ့ဟိုဘရင် royal family ကိုနည်းနည်းလျှော့ပြီးသူတို့ ကစားမယ်ဆိုရင်သူတို့ရဲ့ဟာရှေ့ကိုရောက်လာမှာလူငယ်တွေကိတ်ကိုရောက်လာတော့မယ်လို့ပြောရင်ရောမှန်နိုင်မလားဗျနောက်ဆုံးအနေနဲ့မှန်တယ်မှန်တယ်ဗျသူတို့လည်းသူတို့လည်းနည်းနည်းသဘောပေါက်တယ်သဘောပေါက်တယ်ဆိုတာကအာအရင်ကတော့သူတို့တအားတင်းခဲ့တယ်ပုံမှန်တင်းတင်းနဲ့ကိစ္စပေါ့လေနော်ရှေ့တန်းတီဗီဒါကြီးရောပြင်ဆင်ရမယ်ပြောင်းလဲမယ်ဆိုရင်လုပ်တယ်တော့အတိုင်းခံပါတီအချင်းချင်းရောသူတို့ဒီဟိုဟာနိုင်ငံရေးဝါကြီးတဲ့လူတွေပေါ့လေနော်သူတို့အကြံပေးတာကတော့ရှော့ချ်ဒီတော့လိုင်းမတင်နဲ့ နည်းနည်းဟိုပြောပြောင်းတယ်လှမ်းကြောင်းတွေးဟောဆိုတဲ့ပုံစံမျိုးအကျင့်ပေးတဲ့အခါကျတော့သူလိုလဲတတိထမိတလားအခုအဲ့တော့အဲ့ဒီကိစ္စလေးကိုပိတ်ဆွေးနွေးတာတွေမရှိတော့ဘူးလော်တော့ထမ်းပါရုပ်ပေါ်လို့နော်အထူးသဖြင့်ဘရင်ဒီဟိုအာအချင်းကြီးပြေးတော့နဲ့ပတ်သေးတဲ့ဟာတွေမျိုးဆွေးနွေးတာတွေဒီပြောင်းတာတွေတောင်းဆိုတာတွေမလုပ်တော့ဘူးပေါ့လေနော်အဲ့လိုနေထမျိုးမှရှိတဲ့အခါကျတော့သူတို့အတွက်အသေးရှုချောင်းလာနိုင်တဲ့အနေထားတော့နည်းနည်းရှိတယ်လို့ထင်တယ်ဟို vaccine နဲ့မပါဘူးလို့လည်းမပြောနိုင်ဘူး ုနကစိတ်ချပါတီပြောတယ်ဖတ်ဖို့ကြိုက်တိုင်းအုပ်စုနဲ့မပေါင်းလို့လည်းမပြောနိုင်ဘူးအဲအဲ့လိုမျိုးပေါ့လေနော်နိုင်ငံကြီးမှာအပိတ်ယူတယ်မရတဲ့ခါကျတော့ကျွန်တော်တို့ကတခြားအမြဲတမ်းစောင့်ကြည့်နေဖို့လိုတယ်တတိယအပိတ်ကြီးနဲ့နိုင်ငံနိုင်ငံကြီးရောအပြောင်းလဲကျွန်တော်တို့တခြားနိုင်ငံတွေရဲ့နိုင်ငံကြီးတွေမြင့်နေပြောနော်ဒီဘက်အတွင်းရေချဲအတွင်းမှာသူတို့ကအပြောင်းလဲဖြစ်တာတွေရှိတော့ဘာလို့ဆိုခုနကဒါဒါတော်တော်နိုင်တဲ့ခါကျတော့ချေချေကိုအပြောင်းလဲရှိတယ်အဲ့တော့ဒီထဆောင်ကြည့်အောင်လည်းနေထားလို့ရှိတယ်။ဟိုဘလိုပဲဖြစ်ဖြစ် ဘရင်နဲ့စစ်တပ်ကလွှမ်းမိုးထားတဲ့နိုင်ငံကိုတော့အခုချိန်ထိဘယ်သူမှမကြော်နိုင်သေးဘူးဆိုတော့ကျွန်တော်ညီကုန်းချုပ်သုံးသက်လို့ရပါပါဘောနော်ဟုတ်တယ်ဟုတ်တယ်ဟုတ်ပြီကိုစီဗီဆိုင်ကိုကျေးဇူးအများကြီးတင်တယ်အခုဒီတိုင်းအင်ဂျင်နဲ့ပတ်သက်ပြီးပေတုံတန်းဟိုခုလိုဝန်ကြီးချုပ်ကနေဆိုင်းငန်းလိုက်တဲ့ပုံပါနော်သူ့အဖေတက်စင်းရဲ့နိုင်ငံရေးရှေ့လာမဲ့ထိုင်းနိုင်ငံရေးဟိုအရန်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်လက်တွေကိုအခုအသေးစိတ်ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဗျဟုတ်ကဲ့ခင်ဗျာ